အလောမင်္ဂလာပါကျွန်တော်အခုကလောပြန်ပါကစတာတွားကိုအသင်းနဲ့အဟောင်းနဲ့ဘယ်လိုပြန်လဲမလဲဆိုတာနောက်ဒီဗီဒီယိုမှာသိစေပြသားပါမယ်တွားဟောင်းနဲ့တွားသေးကိုဘယ်လိုပြန်ခြေလဲဆိုတာခြေပြပါမယ်ဒါလိုက်စားတွားဟောင်းကျွန်တော်အောက်စားမှာပြသချင်လို့ ဟာဆက်တဲ့သွားနဲ့ဆက်သွားနဲ့ကျွန်တော်အခြေပြမယ်ဆက်တဲ့သွားဟောအဟောင်းပါဆက်တဲ့သွားတော့အသေးပါဆက်သွားတော့ဟောင်းပါကျွန်တော်အခုဆက်တဲ့ပါကိုပြတ်တမ်းမယ်ဆက်သွားကိုကျွန်တော်မယူတော့ဘူးကျွန်တော်အခုသွားကိုဖြုတ်ပါမယ်သွားကိုဖြုတ်မယ်ကျွန်တော်ရက်တစ်ခုနဲ့အပေါင်းလေးတစ်ခုနဲ့ဒီလေးနဲ့ဒါပဲလို့သား အခုကအပေါ်လေးလေးလေးဘုံညချချလိုက်မယ်ဒီချပြီးရင်ဒီအကလေးလေးကိုဒီကလစ်တောင်းလေးကိုပြန်ရနေနဲ့အဲ့လိုညှပ်မယ်လျှာနေညှပ်ပြီးအောင်လေးလေးအပြင်းပြန်ထွက်နေပါအကလေးပြထလာပြီဆိုရင် ော့တော့ဖြူတူလည်းပဲရဲ့တော့အသေးပြန်တတ်ပါဘူးအာအလေးတော့တူချာချီရတယ်တရားပင်လည်းတော့လည်းမတူဘူးဆိုရင်ဘယ်လိုမှမဖြစ်ဘူးသူကသူကပါတော့နေရပဲလဲညာလဲရှိရဲ့ပဲလဲဆိုရင်ပဲလဲမှာပြန်လို့ရတယ်ညာလဲဆိုရင်ပဲလဲမှာပြန်လို့ရတယ်အာသူဟာတော့ကောက်ချက်လို့မဟုတ်ဘူးသူကလည်းပြန်တယ် ေးတလင်ရလေးနဲ့ရဲတဲ့ဝေတော့ဟာဒေဒီမိုအပီတော့လူတယောက်ကိုတောင်းရပါဒီပလယာနဲ့ဟာလူတယောက်ကိုတောင်းပြကျွန်တော်လေးလေးကိုလူလေးနဲ့အိုက်ချပ်ပါကြလေကျိုးဆိုပါဘာကိုကျွေးကျွန်တော်တော့လဲတာအောင်ပြသွားပါမယ် တော်လည်းသာနောက်ပြည်ကမှကျွန်တော်တိကျကောင်းတယ်ဇာတာတွေအတလက်တန်းနေဖေးတာနဲ့ကျွန်တော်ပြတ်သားပေးပေါ့ပြတ်တင်ပေးပေါ့မယ်ကျွန်တော်ပြည်ကလေးကိုလိုက်လိုက်ပြေးပေါ့